အမေရိကန်နိုင်ငံအကောင်တွေကဗုဒ္ဓဘာသာကိုနားလည်လားဗုဒ္ဓမြတ်စွာဘုရားဆိုတာသိလားပုပ္ပမုံစပရဆိုတာသိလားမလူခင်ဖြစ်တဲ့စေတနာလူစဲမှာဖြစ်တဲ့စေတနာလူပြီးနောက်ဖြစ်တဲ့စေတနာသိလားဘယ်ဘက်ကတဆုတ်ကျဲလို့ညာဘက်ကတလဲဝင်ခေါပကစကားတွေကိုနားလည်လားမလဲဘူးယတနာစိန်ကြောက်ဇဲတောက်တန်းကစားရအောင်သဘွေတော်ဟောဟောပြောနေတာလက်ဖက်တွေစုံပြီးစုံစားပြီးတော့တဏီလဲကုန်လဲကုန်ဘုရားရှာ20ရာခန့်လုံးယူသွားတယ် တဏီကောင်အော်တဲ့ကောင်ဆရာကိုင်းတော့ဂလောက်ဂလောက်လောက်တဲ့ကောင်ဆရာကိုင်းတော့ဖရရောက်လာမှအလုံးပေါ်မှာတရားရကိုင်းတော့ဆက်ဆရာကိုပြရတာ300ရကိုင်းတော့လက်ဖက်၃နဲ့ဟွာနဲ့900ကိုင်းတော့အလုံးပေါ်လဲတော့ဖရအကျွေးနှစ်ဆောင်တင်သွားတယ်စကားပြောတာအကုန်လေအဲ့ဒီအမေရိကန်တွေကဗုဒ္ဓဘာသာကိုနားလဲလားနားမလဲဘူးဒါပေမဲ့အမေရိကန်နိုင်ငံမှာတိုးတက်ဘူးလားတိုးတက်တယ်ဒီနေရာမှာခဏရထားမယ်ဒါဗမာနိုင်ငံမဟုတ်ဘူးလားထေရဝါဒဗုဒ္ဓဘာသာနိုင်ငံမဟုတ်ဘူးလားထေရဝါဒဗုဒ္ဓဘာသာနိုင်ငံမဟုတ်ဘူးလားတလွဲတော့ကောက်ချက်မချနဲ့ဟင်းတလွဲတော့ကောက်ချက်မချနဲ့ ငါတို့ကဗုဒ္ဓဘာသာကိုကိုးကွယ်လို့ဆင်းရဲနေတာလို့တော့ကောက်ချက်မချနဲ့နော်။အင်းလေ။ရှင်းလား။ anti american တွေက anti australia တွေက anti canadian တွေက anti italian တွေကလေဗုဒ္ဓဘာသာကိုမသိဘူး။အင်းလေ။ဂေါတမမြတ်စွာဘုရားကိုလည်းမသိဘူး။ဒါပေမဲ့သူ့ရဲ့ကာယကံဝစီကံမနောကံပြုမူဆောင်ရဲ့တွေးကြံပုံတွေအလုံးဟာဖျားရဲ့ဆန္ဒနဲ့တထထဲပဲရှင်းလားမသိဘူး မြတ်စွာဘုရားဖြစ်စေခြင်းနဲ့သဘောတဘာဝနဲ့38ဖြာမင်္ဂလာနဲ့တထပ်သေးပဲอืมနားလည်လားဘာသာတရားတော်သူတို့မသိဘူးသို့တော့သူတို့လုံနေတဲ့အပြုမှုတွေကဗုဒ္ဓလိုလားတဲ့လမ်းစဉ်နဲ့တထပ်သေးပဲသူကဘာသာတရားရဲ့အောက်မှာရှိပြီးတလွဲလုံနေတာဘုရားမြတ်စွာဘုရား disco လေးနဲ့နေကြလားအေးစစ်စစ်နေကြလားအေးစစ်စစ်ဘုရားဘယ်လိုနေကြတော့ ဟာဖះအခုမနှောနဲ့ပဲနေရတယ်လေအဲ့လေကြာပြူနဲ့ပဲနေရတယ်လေဖះဘုန်းကြီးတော်ကဖွင့်တာလေဒီသချင်းပဲမင်္ဂလာတော်ကဖွင့်တာလေဒီသချင်းပဲဘာမှခကြုတ်ဆရာတော်ဖះကြီးမိတ်နေနော်ဘုန်းကြီးတခါမှမတွေ့ဘူးဘုန်းကြီးတော်ကဖွင့်တဲ့သချင်းလေမင်္ဂလာတော်ကဖွင့်တဲ့သချင်းဒီနိုင်ငံမှာအတူတူပဲဘုန်းကြီးတော်တအားရှက်တယ်ဟင်း ူများနိုင်ငံတွေမှာဘာသာရေးတခြင်းကဘာသာရေးတခြင်းလူလောကီတခြင်းကလူလောကီတခြင်းလောကီတခြင်းဒီမှာဘုန်းကြီးတော်လည်းကြာပြီကြာပြီမင်္ဂလာဆောင်မှာလည်းကြာပြီကြာပြီစဉ်းစားပါဦးဖခင်တိတ်တိတ်ဆိတ်နေကြတာမဟုတ်ဘူးလားဟုတ်ကဲ့ဟာဘုံကတိလက်တာအကုန်လုံးမူးလို့တရက်ကလုံးတစ်မျိုးလုံးမူးလားနှစ်ကြိတ်ရှိစုလက်ရင်ဒီစကိုတန်နေနဲ့စုံညာပေါက်ွယ် အာပထမဆုံးကြောက်လာတဲ့ဒီပင်ခံမြတ်စွာဘုရားရဆိုရင်တော့နီနီခင်စော်ရဲ့ကဲပဲကဲပဲနဲ့ကြောက်လာနောက်ကဘုရားတဆူကချမ်းချမ်းရဲ့တကယ်ဆိုအချစ်ပဲလူတွေနဲ့ကြောက်လာနောက်ကဘုရားတဆူကဝိုင်းစုကန်တဲ့ရဲ့မက်လောက်ဆရာတကွက်မှမရှိနဲ့ကြောက်လာနောက်တော့နောက်တော့ဘုရားတွေကအေးတင်မောင်ချိုဆွေအေးတင်ချိုဆွေလေးနဲ့ကြွကြင်ပါလေလို့ဟိုချမ်းမြေမောင်ချိုလေးနဲ့ကြွကြင်ပါလေလို့မမိတ်အောင်ဘူးနော် ျွန်တော်တို့ကဘာသာတရားအောက်မှာနေပြီးထင်ရလုံနေတဲ့လူတွေပဲဗျာရှင်မတိလားကိုမတိလားဆေမတိလားမပါမိတာနိစ္စဂိတဝါဒိတာတဏ္ဍာမလိမ့်ဘူးပမ်းမပန်ဘူးအမွေးနဲ့သာမတုံးဆွဲဘူးဂိမလုံဘူးပါမိတာဒီဆရာညီမညီရောတော့တော့ပြောလိုက်လို့ရှိရင်လည်းသကလုံးတွေအောင်ကြီးကြီးကျွန်တော်နိုင်ငံကြားစင်းတဲ့ချက်၃ချက်ဖိုးပြိုးပွဲဟိုးတာချက်နေမလို့၄ချက်ဆမ်းမဖတ်ဘူး၃ချက်ဘာသာတရားကို တကယ်လိုက်နာခြင်းမရှိဘူးမရှိဘူးဘာသာတရားကြောင့်ဆင်းရဲနေတာမဟုတ်ဘူးနော်ဘာသာတရားကိုမလိုက်နာလို့ဆင်းရဲတာမလိုက်နာလို့ဆင်းရဲတာနိုင်ငံသားအကောင်တွေကဒီဘာသာကိုမသိဘူးဒါပေမဲ့သူတို့ကြင်ကြာနေထိုင်တာဒီဘာသာရဲ့အနှစ်သာရနဲ့သွားတူနေတယ်လူတွေကိုကူညီရမယ်ဆိုတော့သူတို့ကကူညီတယ်မတရားမလုပ်အောင်ဆိုတော့မတရားမလုပ်ဘူးဟုတ်ကဲ့တရားဥပဒေစိုးမိုးအောင်ဆိုတော့စိုးမိုးတယ်ဟုတ်နေဒီနိုင်ငံသားပြောတော့ပါဇက်ကဖျားဖျားနဲ့လူသားမှုလက်က ခုနှစ်လောင်းမယ်၆လောင်းမယ်၅လောင်းမယ်၄လောင်းမယ်၃လောင်းမယ်ဘာမှပေါ်လို့တော့အခုနေပြည်တော်မှာဖြစ်တဲ့ဗစ်တိုးရီးယားမှုကိစ္စကလေးလေးသုံးနှစ်သမီးလေးကုံကုံပြောရရင်ကျွလုံနေသူကရဲကြုံလားလို့တော့ပြောရမယ်ပုံစံမျိုးပေါ့ဝိုက်တာကွယ်နေကြတာကျွလုံနာရဲကြုံမဟုတ်ဘူးလေကျွလုံနာရဲကြုံမဟုတ်ဘူးလေအခုဆရာညီမင်းတို့အဖွဲ့ကပြည်သူလူထုနဲ့ဆက်ဆံရင်ညီမင်းတို့ဟောပြောတဲ့နေရာမှာစစ်တပ်တွေရဲရဲအများကြီးရှေ့မှာထဲနေတာအများလုံးနေအဲ့လောက်ထိရဲဆွဲတဲ့ပြည်သူလူထုကတရားစွဲတော့မှာ တရားစောဘုံလုံးနေပြီအဲ့တော့ပြောတော့ဗုဒ္ဓဘာသာနိုင်ငံဆိုပြီးလုံးနေတာအဆက်မရှိကိုဝှက်ထားတဲ့စိန်လက်စုပ်ကိုပြန်ကြည့်ကိုပန်ထားတဲ့ငကတ်ကိုပြန်ကြည့်ပတ်စင်ရလားလို့ပြန်မေးဒီလိုနားလေတဲ့မျက်လုံးဒီလိုနားလေတဲ့အုံနောက်ရှိမှာတော့ရုပ်ရုပ်လာမလုံးနဲ့မင်းမပြတ်တရားတော့တာမို့မရှိတဲ့ပုံစံမျိုးဖြစ်သွားမယ်ကနေကောင်းတာတယောက်တော့တက်တယ်မရှိတဲ့ကောင်မျိုးဖြစ်သွားမယ်ဆရာညီမကြီးရဲ့ဒါဆိုတနိုင်ငံလုံးကပိမ့်တိမ့်တိမ့်ထူထူထူနေဖြစ်နေတဲ့ခါကျတော့ လူတွေအားလုံးကအံ့ဩတဲ့မျိုးလုံးအားကြတဲ့မျိုးလုံးကာကောင်းစားကြီးရှိလိုက်ရင်ဟာအိမ်ကောင်းစားနေနေဟာမင်းတို့ဖြစ်ရမှာအဲ့ဒီဟာမဟုတ်ဘူးကာကောင်းစားကြီးရှိတဲ့ကောင်ကြည့်လိုက်တစ်ချက်ဒီကောင်ပါအောင်လဲဟွန်းဟွန်းဒီကောင်လာကဘလောက်ရဟွန်းကွင်ကောင်းကောင်းရပြီခိုးထားပြန်ပြီနဲ့တူတယ်ဟုတ်ကောင်မရောက်တော့မှလာလာလုံးနေစိတ်နဲ့တော့ပြန်ပောင်းနဲ့အင်းဒီကောင်မလည်းတွင်ကောင်းကောင်းရထားပြီးတော့ဒီလိုမင်းတို့မြင်တတ်မှာအင်း ုတ်ဘဝနေရစင်းတယ်ကိုလုံးအားကြတဲ့မျိုးနေနဲ့လိုက်ကြည့်ပြောကျင်တဲ့အတိတ်ကဘဝအားကြတဲ့လူဆိုဖြစ်နေရကောင်းကျင်ရင်တောင်းကောင်းဖို့ခက်တဲ့နိုင်ငံဝန်းကျင်ဖြစ်သွားတယ်အဲ့တော့ကျွန်တော်ပြောခဲ့တာ၈နိုင်နဲ့ဘယ်လောက်လဲ15ကိုနိုင်နဲ့ဆက်ငါတို့နိုင်နဲ့10မိနစ်တောင်ရှိပြီ။ဒီဆရာညီမင်းညီရဲ့ဆက်ပြီးဘူးပြူပြရတယ်ဆာရေးဆရာကြီးကလေးစားထားဆိုရပါနော်။ဒါအတအားနေတဲ့ကြားရဟုတ်ပြီ။နေကုန်းပိုင်းလေးကိုကျွန်တော်ပြောပါမယ်။ဂျပန်နိုင်ငံဘုံနှလုံးချက်ခံ โอเคအနုမီဘုံနှလုံးအားလုံးသိတယ်ဟုတ်တယ်နော်ဟီရိုရှိမားနဲ့နာဂါဆာကီကိုအနုမီဘုံနှလုံးချဲပလိုက်တယ်ဂျပန်နေပြာပုံဘဝဆာဒုတိယကမ္ဘာစစ်အပြီးပြာပုံဘဝဆာ1945ဟုတ်ဟင်း1960မှာကမ္ဘာစာမျက်နှာထက်ကိုပြန်တက်လာစင်ငါးတိပအာဂျီနိုင်ငံစင်ငါးတိအောင်မြင်တဲ့နိုင်ငံနေနဲ့ကလေးတို့ဘယ်နှစ်ပဲကြာလဲ 55နှစ်ပဲကြာ55ထက်55မှာပြပုံဘွားရောက်တယ်60မှာကမ္ဘာအင်အားကြီးနိုင်တယ်အခုတို့သွားပြီးတော့ဂျပန်ကိုသွားပြီးအလုပ်လုပ်နေတဲ့ဒုနိုင်ငံကလေးတွေ Mr. Miss Aito Bagisa ဟိုတိုက်ပကန်စေဟိုတိုက်ပကန်စေအေဂျင့်ကို350ပေးရတယ်ပေါ်သေးသေးမအောင်မင်းနော်ဟုတ်ဂျပန်မှာပကန်စေတဲ့အလုပ်ရဖို့အေဂျင့်ကို350ပေးရတယ်ဟာဆရာများလာရင်လားမများဘူးရတယ်လားသာလည်းများတယ်လေကွာအခြေခံလားသာ30ဟုတ်ပါ over time နဲ့ပေါင်းရင်40 50ရတယ် အဲ့တော့ဂျပန်မှာသွားပြီးလုံးလုံးဟေး6လဆိုရင်အရင်ကြည့်တယ်။တကယ်လို့များ၄နှစ်၅နှစ်နေမှဆိုရင်ပြန်ရင်3000တော့ပါလာမယ်။ဒါဆိုရင်ဒီမှာရင်းနှီးလောက်ကစားတော့လို့ရပြီ။ရပြီ။အဲ့ဒီဂျပန်ကြီးငါတို့အိုးတိုက်ပခါစီသွားနေတဲ့ဂျပန်ဟာပြာပုံဘွားရောက်သွားတယ်1945 60မှာပြန်တက်လာတယ်ဆက်မှုအရာကြီးနိုင်တယ်။ဂျပန်ကကဘာကိုစကားတစ်ခုပြောတယ်။ပြာပုံဘဝရောက်ပါစေတဲ့တနိုင်ငံလုံးသာညီညွတ်မယ်ဆိုရင်တမျိုးသားလုံးသာညီညွတ်မယ်ဆိုရင်အောင်မြင်ခြင်းနဲ့ဆက်ရှိမယ်ဆိုရင် ဆန်းကားနဲ့ပါပဲစိတ်ငါးတိနေနော်ငလန်ပြတ်ဆန်းကားနဲ့လဲမကားတော့30ကျော်သွားပြီ45ဘလောက်သေးဘူး60 60လေးရောက်58နှစ်ကျော်လို့59နှစ်ထဲကိုရောက်လာပြီခုချိန်ဒီတော့နိုင်ငံကဆဲလို့ဆိုလို့မပြီးသေးတဲ့နိုင်ငံက